အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့တော့ကျွန်တော်တို့သုံးနေတဲ့ Twitter တွေ Facebook တွေကဒီလိုစောင့်ကြည့်နေသလားကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ဖုန်းတွေကကျွန်တော်တို့စောင့်ကြည့်နေသလားဆိုတဲ့အကြောင်းအရာလေးအဲကျွန်တော်တို့ပြန်သုံးသပ်ကြည့်ကြတာပေါ့နော်အဲကျွန်တော်တို့တစ်ခါလေးမှလို့ခန်းစားမှုကြလားခန်းစားမှုကြမှာပါ တကယ်လဲစောင့်ကြည့်နေတယ်လို့ပြောရမလားပဲတခါလေးမကပြောင်းလို့သတိထားမိလားမသိဘူးကျွန်တော်စကားပြောနေတဲ့အကြောင်းအရာတွေကိုဘုံကနားထောင်ပြီးတော့အဲဂျွန်ညာတွေတက်လာတာတွေကျွန်တော်တို့တွေတခုခု search bar မှာရိုက်ရှာလိုက်တာနဲ့ဤဇက်တာတွေပေါ်လာတတ်တာမျိုးတွေအဲနောက်ကျွန်တော်တို့ကြာကြာကြည့်တာနဲ့ level 2တဲ့မျိုးစားတူတဲ့ဟာတွေပေါ့နော်အဲ့ဒါမျိုးတွေဇက်တိုက်ကျွန်တော်တို့အဲ TikTok လို Facebook လို့မှာဗီဒီယိုတွေတော့လကောင်း post တွေတော့လကောင်းလားမျိုးတွေပြပြပေးနေတယ်ကျွန်တော်တို့ကြုံမှုကြနေတယ် တော့လူမှုမီဒီယာတွေကတကယ်တော့ကျွန်တော်တို့ရဲ့ကိုရေးကိုတာတွေကိုဘယ်လိုခိုးယူနေတယ်ဆိုတာကျွန်တော်တို့တွေသတိမထားမိတာအဲ့ဒါလေးဒီနေ့ကျွန်တော်တို့ပြန်သုံးသပ်ကြည့်ကြအောင်အဲ့တော့အချက်ကလေး၃ချက်အဲကျွန်တော်တို့ရဲ့ privacy တွေကိုသူတို့ဝင်ကျူးကျော်ဝင်ရောက်ကြတယ်ပေါ့နော်ပထမနံပါတ်၁က physical tracking လို့ခေါ်တယ်အဲကျွန်တော်တို့ website တခုမှာဘာမှမလုပ်ဘဲနဲ့ထွက်သွားရင်တော့ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေကိုမှတ်တမ်းတင်းနေတာမျိုးခြေရခန့်နဲ့ခေါ်တာပေါ့နော် အဲ့ဒါကသူကဘာလဲဆိုသုံးဆွဲသူတွေရဲ့လှူရှားမှုတွေသူကခြေရခံမှတ်တမ်းတွေမှုအတွက်အသုံးပြုထားတဲ့ကုတ်တို့တစ်ခုပဲသူကဘယ်လိုလုပ်လို့လဲဆိုတော့ကြော်ညာတဲ့သူတွေက Facebook Pixel ကုတ်တွေကိုသူတို့ရဲ့ website ထားတယ်ထည့်သွင်းထားတယ်အကြီးစုသူတွေက visitor ဖြစ်ရောက်လာခဲ့တဲ့ကမ္ဘာအဲ့ကုတ်တွေကသုံးဆွဲသူတွေကဘယ်စားမျက်နှာကိုကြည့်တယ်ဘာကိုသဲပြီးတယ်အဲဘာပစ္စည်းတွေဝင်သွားတယ်ဆိုတာမျိုးတွေနောက်ဘယ် device နဲ့သူတို့ဝင်သွားတယ်ဆိုတာတွေကိုသူတို့ကြော်ညာဖုန်းစီကိုပြန်သတင်းပို့ပို့ပေးတယ်နောက်နံပါတ်2က off facebook activity ပေါ့နော် facebook ကိုကျွန်တော်တို့မသုံးရင်တော့မှတခြား website တွေ application တွေမှာကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေကို facebook ကကျွန်တော်တို့ရဲ့ account တွေနဲ့ချိတ်ဆက်ပြီးတော့မှတ်တမ်းတင်ထားတာပေါ့အဲ့တော့ကျွန်တော်ကအဲ့လိုလုပ်တာမကန့်ကျင်ဘူးဆိုရင်တော့ off facebook activity ကိုပိတ်ပြထားမှာပေါ့နော်အဲ့တော့ဘယ်လိုလုပ်အောင်မလဲဆိုတဲ့သိစိတ်ကတော့နောက်ပိုင်းတွေမှာကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြတာပေါ့နောက်နံပါတ်3ကအဲ့တော့ audio surveillance လို့ခေါ်တယ်ဒါအတန်းဖြစ်ဆောင်ကြီးထောက်လှမ်းတာပေါ့နော် AI ကနေပြီးတော့ကျွန်တော်တို့ရဲ့လက်ဟန်တွေအသံဟန်တွေကိုစောင့်ကြည့်တဲ့သဘောပေါ့သူကတော့ကျွန်တော်သုံးနေတဲ့စမတ်ဖုန်းတွေကနေပြီးကျွန်တော်တို့ကိုအရှုပ်ဝဲနားထောင်နေတဲ့သူတော်တော်တော့မလုံးညုံစရာပဲနော်ဒါဖြစ်ရင်ကျွန်တော်တို့ဖုန်းတွေကိုဘယ်လို security လုပ်ရမလဲအဲကျွန်တော်တို့ဘယ်လိုမျိုးစိတ်ချလက်ချနဲ့စိတ်ဖြစ်အောင်တက်နိုင်တဲ့မြာအနည်းဆုံးပေါ့နော် privacy တွေကျွန်တော်တို့အနည်းဆုံးမပေါက်ကြားပဲနဲ့ကျွန်တော်တို့ဖုန်းကိုဘယ်လိုဆက်သုံးကြမလဲဆိုတာနောက်ပိုင်းနေမှာကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြတာပေါ့နော်အဲ့တော့အခုကျွန်တော်ပြောပြပေးတဲ့အကြောင်းအရာလေးကအသင်ုံတစ်စုံတစ်ခု ၆ခုပြောရဆိုရင်ဒီတဲ့ပို့ပြီးတော့ကျွန်တော်တို့သိသိချင်းစရာတွေလေ့လာချင်းစရာတွေအများကြီးကျွန်တော်တို့အတူတူဆက်ပြီးတော့လေ့လာကြရအောင်အဲ့လိုလေ့လာနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့နောက်အစီအစဉ်မှာပြန်တွေ့ကြတာပေါ့နော်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်ဆရာသိမ်းပါခင်ဗျာ